ားလုံးပဲမင်္ဂလာပါ။ Lin Channel လေးကနေပြန်နေပြီးကြိုဆိုလိုက်ပါတယ်။အာဒီ Lin ကပေါ့နော်။အာ Coffee and Juice တွေကအာ budget လဲ safe တယ်။ပြီးတော့ quality ကလည်းတအားကောင်းတယ်။အာသူက site လေးကတော့တည်ပြီးမဲ့ branch တွေအများကြီးရှိရဲ့။အာ site လေး site အကြောင်းမိတ်ဆက်ပြီးသွားမှာဖြစ်ပါတယ်။အဲ့ site လေးကတော့ Thinly Coffee site နဲ့ဖြစ်ပါတယ်။အဲဒီနေ့ကတော့ Thinly Coffee ဆိုင်ရဲ့ branch တွေအားလုံးအကြောင်းပြောသွားမှာမဟုတ်ဘဲနဲ့ Thinly ကဒီចောင်မြောင်းတီယာ နားမှာရှိတဲ့ Tia Brand Stop မှာပေါ့နော်ဖွင့်ထားတဲ့အာတန်တီကော်ဖီဆိုင်အကြောင်းကိုပြပြပြီးသွားမှာဖြစ်ပါတယ်။ So လင်းကပေးရဆိုလို့ရှိရင်အာ definition ကိုတော့အမြဲသွားတော့တည်မှာပါ။ဒါမဲ့နှစ်ရက်လုံးတော့မဟုတ်တည်ရပဲသွားလို့ရှိရယ်။အဲ့တော့ now holiday လို့ရမျိုးတွေလင်းနားကျင်တဲ့ရမျိုးတွေဆိုလို့ရှိရင်လင်းကအမြဲတမ်းတန်တီကော်ဖီဆိုင်ဘက်ကိုခြေဦးတည်ပြီးရှိပါတယ်။ အာဒီယာဘတ်စတော့ကဒေးလီကော်ဖီဆိုင်ကတော့သူကဆိုင်ရဲ့အရာကိုကဘန်နူရောင်ဆော့ဖန်သင်းပုံစံလေးနဲ့အာလှုပ်ထားတာမျိုးလေးဖြစ်ပါတယ်ပြီးတော့အာသူကကျင်းလို့ကျင်းပြီးမယ်ဓာတ်ပုံရိုက်သပါတယ်မဟုတ်ဆို background thing ကဘန်နူရောင်လေးဖြစ်တော့တော်တော်လေးလှရပါတော့အာပြီးတော့ coffee ရဲ့ juice တွေ toast တွေအစုံရပါတယ်ဈေးနှုန်းကတော့ coffee နဲ့ juice က3000နဲ့6000ကြားထဲမှာရှိရယ် toast တွေကကြတော့ဒီ size အမျိုးအစားပေါ်မူတည်ပြီးတော့2000ကနေပြီးတော့6000ကြားထဲမှာရှိပါတယ်အာ သူ့ရဲ့ဆိုင်ရထူခြားချက်က coffee juice toast အကုန်လုံးကိုနာမည်တစ်ခုစီပေးထားတာပါပဲ for example မောင်တို့ဒိဒိကျဲတို့တဲလီတို့ super တဲလီတို့ new cholly တို့စသဖြင့်နာမည်အစမ်းကလေးပေးထားတာများပါတယ်။ဒါက romantic ပုံစံလေးပေါ့နော်။အဲ့တော့လင်က အဲ toast တီတေရောလင်းအမြဲဆွတ်ဆွတ်မြင်းမြင်းစားဖြစ်တဲ့ toast ဆိုလို့ရှိရင်တော့သူတို့မောင်လို့နာမည်ပေးထားတဲ့ chocolate toast ကိုခဏခဏစားဖြစ်တယ်ပေါ့နော်သူကအဲဒီ toast ရဲ့အသားလေးကလည်းနူးညံ့နေ chocolate အရသာလေးပဲရတယ်ဆိုတော့တော်တော်လေးကိုအဆင်ပြေပါတယ်ပြော့လင်းက coffee ဆိုလို့ရှိရင်တော့အဲ thinly C1 ကိုပေါ့နော်အမြဲတမ်းတော့တောက်ဖြစ်တယ်သူကလက်တေးနီးနီးရတာကောင်းပါတယ် အာပြီးတော့ lean mood swings ဖြစ်တဲ့နေ့မျိုးတွေဆိုလို့ရှိရင်တော့ lean က chocolate သို့မဟုတ်မူကားကိုတောက်လीရှိပါတယ်သူတို့ chocolate သို့မဟုတ်မူကားကိုတော့ neutrally လို့နာမည်ပေးထားတာပေါ့နော်အဲအဲ့တော့တောက်လိုက်လို့ရှိရင်တော့ mood swings ဖြစ်တာလေးနည်းနည်းငြိမ်သွားတာတော့သတိထားမိပါတယ်အာပြီးလို့ရှိရင်ဒီစာရဲ့အပြင်အစင်လေးရတော့သူကတငယ်ချင်းညီနဲ့စကားပေါ့ပပားနှစ်ယောက်တည်းအေးစိစကားပြောလို့ရတဲ့ အာနှစ်ယောက်ထိုင်တဲ့ခုံဝိုင်းလေးနေတော့သူကအများဆုံးတော့လောက်ထားရတယ်တွေ့ရပါတယ်။တတယောက်ထဲထိုင်မယ်ဆိုရင်လည်းဒီခုံလေးရဲ့တိတ်တော့ကြောင်မွင်နေဘူးပေါ့နော်။ပြီးတော့ဒုတိယထိုင်တဲ့ထိုင်ကော်ဖီရတာလေးခံစားပြီးတော့ဒီအပြင်ကိုအေးစေးစေးလေးထိုင်ကြည့်နေလို့ရရဖြစ်နေမျိုးလေးရှိပါတယ်။အာဒီလောက်ဆိုရင်တော့ဒါတဲဒီကော်ဖီဆိုင်လေးရဲ့အကြောင်းကိုဆုံးဆုံးလေးလေးတိတော်လာပြီလို့လည်းထင်ပါတယ်။အာ တဲ့နင်းရဲ့တဲလေးကော်ဖီဆိုင်အာဗလော့ဂ်ရီဗျူလေးကိုတခြားလေးဆုံးထင်ထားထောင်ပြီးလို့လည်းကျေးဇူးတင်ပါတယ်ပြီးတော့နင်းရဲ့ channel လေးနင်းရဲ့ video လေးတွေကိုဒီနေ့ကြည့်ပြီးအားပေးခဲ့ကြတဲ့တူတယောက်ချင်းတိုင်းလည်းကျေးဇူးတင်ပါတယ်နောက်တဲ့ season တစ်တည်း video တစ်တည်းနဲ့လာမှမလို့နင်းရဲ့ channel လေးကိုဆောင်မြောပြီးတော့အားပေးပါအောင်လို့လည်းဖိတ်ခေါ်လိုက်ပါတယ်နောက်တဲ့ season တစ်တည်း video တစ်တည်းမှာပြန်ဆုံပါမယ်နော်